ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ duration လောက်ပဲဗီဒီယိုလေးကဒီမနေ့ကကျွန်တော်တွေ့တာပေါ့နော် Facebook မှာတွေ့တာသခိုးတွေရဲ့ဗီဒီယိုဖြစ်ပါတယ်ဒီဆိုင်ကတော့ covid တည်ရတဲ့ရွှေဆိုင်တယ်ပေါ့နော်သူကတော့တကြက်သားကျိုးတကြက်သားကျိုးကိုအစ်စ်နဲ့အတူနဲ့လဲလိုက်တာပေါ့နော်ဆိုတော့သူတို့ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်အောင်လောက်ထိလဲတယ်အဲ့မှာအဲ့လိုလုပ်တယ် ်အကောင်ကြည့်နော်ติชูป่าเลยโตๆติชูป่าติชูป่าชาเลปิสิมาติชูป่าเนี่ยเหรอล่ะอืมดูตะไนเลปิสิมาโหว่าติชูป่าติชูป่าป่าแกกำมังกันเลยเนี่ยก็เกว่าจู้หมดแล้วแกอะคู่อยู่โตเนี่ยมาหลุดแกอะคู่จิจิจิตัวเล็กกว่าจิเนาะไอ้จูไอ้จู ်အပထမတစ်ခါလုတ်သေးတယ်ပထမတစ်ခါမှမလစ်တာပထမပထမတစ်ခါလုတ်တယ်လည်းတလဲဆိုတော့ကြည့်အောင်ဒါဒါဒုတိယခေါက်ဒီစမကြောက်အမလက်ချိန်လိုက်ဒီဟာတက်ရှိပါလိုက်လဲလိုက်နော်အင်းဟုတ်ဒီမှာဒီမှာထည့်လိုက်ရအောင်လုံးလာလေလုံးပြီးတော့ဘာကြည့်ဘာကြည့်ပြဿနာရတယ်လားအင်း ဟိုမှာသူဟိုအစစ်စစ်သူကန်ထားလိုက်ဘယ်လက်နဲ့ဒီဒီတက်ဒီဒီတက်ရှူမှာထည့်ထားလားမဟုတ်ဘူးကိုကညာဘက်လက်နဲ့ဒီဘက်မှာဒီဘက်လက်မှာအစစ်ပါရယ်ကွာဖေမသူအတူထည့်ထားလားအတူထည့်ရနေနဲ့သူကမန်းကန်းချိန်နိုင်ရဲ့ချိန်မှာတိစုပိတ်ပါလာတယ်တွေ့လိုက်လားတိစုပိတ်ပါပြောသူအဲ့ဒီမှာအစစ်သူပြန်ကန်လိုက်ရယ်ကွာတိစုနဲ့ပြန်လုံးနေပြီးတော့ထည့်ထားတယ်အင်းအင်းကျန်နေတိစုနဲ့လေဒါအတူကြီးဟုတ်တယ်အဲ့ဒါအတူကြီးအတူကြီးပြောရရင်ဒါအတူကြီးပါ ဗီဒီယိုလေးကတော့တူတူလေးပဲလောက်ခစ်ပြတ်နေတဲ့အချိန်မှာအဲ့လောက်ကျွန်တော်တို့မြန်မာနိုင်ငံဆုတ်ပြတ်တက်နေတဲ့အချိန်မှာเนาะတရုတ်နဲ့တရုတ်ကူညီဖိမမယ်ဆိုတာမရှိဘူးခိုးဖို့ပဲကြံဖို့ပဲเนาะလူတွေရဲ့စိတ်ဓာတ်ကကျွန်တော်အယံပဲအံ့ဩတယ်เนาะအဲ့ဒါကြောင့်မို့လဲကျွန်တော်တို့မြန်မာနိုင်ငံခုချိန်ထိမတူးသက်တာလူတိုင်းတော့မဆိုးလို့ပါဘူးကြိကြိလေးရုပ်ကခိုးမရုပ်လည်းမဟုတ်ဘူး ကြည့်လိုက်မယ်ကြည်ဒီတိုင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တကယ်ဘောစီတကယ်ထက်တန်းစားလို့လို့ပဲနော်ဒါပေမဲ့သူ့ရဲ့စိတ်တက်ကတော်တော်အောက်တန်းကြတယ်တော်တော်အောက်တန်းကြတယ်အဲ့ဒါကြောင့်မလို့အခုချိန်မှာရွှေရောင်းတဲ့သူပဲဖြစ်ဖြစ်ဖုံရောင်းတဲ့သူပဲဖြစ်ဖြစ်နော်အဲ့လိုမျိုးချွေစိမ်ယတနာတွေရောင်းတဲ့သူတွေပေါ့နော်အထူးသတိထားဖို့လိုတယ်အခုချိန်မှာကဒိန်နဲ့ဒူတအများများတယ် ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကအလိုလိုလိုအဆင်မပြေဘူးเนาะအာစီးပွားရေးလိုလိုအဆင်မပြေဘူးအဲ့ဒါကြောင့်မလို့အချောင်သမားတဲ့အရန်များလာမယ်ဒီထက်မကများလာမယ်အဲ့ဒါကြောင့်မလို့အထူးသတိထားကြပါเนาะအထူးသတိထားကြပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့လည်းတည်တဲ့အတိုင်းပဲเนาะအဆင်မပြေဘူးအဆင်မပြေတဲ့ကြားထဲမှာဘယ်သူမှ ပုံမှန်အလွတ်လွတ်လွတ်မရတော့ဘူးเนาะပုံမှန်အရင်တုန်းကပုံမှန်လုပ်တဲ့သူတွေအလွတ်လွတ်လွတ်မရတော့ဘူးเนาะ ပြီးတော့ငလင်ဘေးကဖြစ်ဖြစ်လာတော့စားဖို့တော့ဖို့အရန်ခက်ခဲလာတယ်เนาะအမျိုးမျိုးပြီးတွေကြုံရတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာအဲဒါကြောင့်မို့လူတွေရဲ့စိတ်ဓာတ်ကတပြီးပြည့်တပြီးပြည့်အောက်တန်းကျလာမယ်ဒါကျွန်တော်ကြိုတင်ပြောထားတာเนาะအဲဒါကိုသတိထားကြပါလို့เนาะအဲဒါလေးကိုကျွန်တော်ပြောချင်တာပြီးတော့အခုချိန်ထိပါဖြစ်သေးလဲဆိုတော့ကေပေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီကေပေးနဲ့ပတ်သက်ပြီးတော့အလင်းအညာရဲ့ရမ်းပေါ်တယ်เนาะ အရင်တော့ကနိုင်ငံခြားမှာလိန်တာဘလို့လိန်လဲဆိုတော့ကျွန်တော်ဂျုံဖူးတာနော်ကျွန်တော်ဂျုံဖူးတာအရင်တော့ကအာသူ့ရုပ်က Facebook မှာ သူ့ရုပ်က음အာအဖူကြီးနဲ့အဖွားကြီးရုပ်ပေါ့နော်သူ့ရဲ့ profile မှာအဲ့လိုတင်ထားတာတင်ထားပြီးတော့သူကစကားလာပြောတာပေါ့ကျွန်တော်စကားလာပြောတာအာကျမတို့မိသားစုပေါ့နော်ကျွန်တော်တို့မိသားစုကသားသမီးမရှိဘူး ဒါသိမှုမရှိတဲ့ခါကျတော့ကျွန်တော်ရဲ့စီးစိမ်ဥစားတွေကိုကျွန်တော်မိကို လွဲခြင်းနဲ့ပေးခြင်းနဲ့ကျွန်တော်တို့ကမကြခင်တည်တော့မှာအစ်စ်တွေကြီးလာပြီပေါ့နော်အစ်စ်တွေကြီးလာပြီဆိုတော့မကြခင်တည်တော့မှာအဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့စီးစိမ်ဥစားတွေကိုကျွန်တော်ဒေါ်လာဘယ်လောက်ဘယ်လောက်ဘယ်လောက်ရှိတယ်ပေါ့နော်အဲ့ဒါကိုလွဲခြင်းနဲ့ဆိုတော့ငွေအမောင့်ကအများကြီးဆိုတော့ဒီတိုင်းလွဲလို့မရဘူးပေါ့နော်ဆိုတော့မလေးရှားရင်ဂစ်2000 3000လောက်လွဲပြီးမှ ရင်အဲဒေါ်လာပေါ့နော်ဒေါ်လာတိန်းနဲ့ချီပြီးတော့ကို ကျွန်တော်လွှဲလို့ရမှာဖြစ်တယ်အဲ့လိုလားလိန်တာတိလားအရင်တော့ကမရှိသေးဘူးအဲ့လိုမျိုးတွေမရှိသေးဘူးအရင်တော့ကကျွန်တော်လည်းလန့်တော့တော့အော်ဘီးလေလို့ရုပ်တည့်ဒီစဉ်းစားတာပေါ့နော်ဟာချဲပေါ့ပြီပေါ့ဟာပွားပြီလို့ဒါနဲ့ကျွန်တော်တငယ်ချင်းတို့မေးအာအတိုင်းဝိုင်းနေမေးပေါ့နော်မေးတဲ့ခါကျတော့မဟုတ်ပါဘူးမဖြစ်နိုင်ပါဘူးလို့ သူကအဲ့လိုစာပို့တာစာပို့ထားတာလည်းအကုန်လုံးပြတယ်။နောက်ဆုံးကြတော့ကျွန်တော်ထက်စီနီယာတယောက်ပေါ့နော်တကယ်ချင်းတယောက်ပြောတာမယုံနဲ့မပို့နဲ့အဲ့လိုမျိုးအာတကယ်လို့သူပို့ချင်တယ်ဆိုလို့ရှင်ပါပတ်စာမမလို့ဘူးပေါ့နော်ကျိုးတင်လွဲစရာအကြောင်းကိုမရှိဘူးပို့လို့ရတယ်တဲ့ USA ကတကယ်ချင်းတယောက်ကအဲ့လိုပြောလို့ပြောတော့ကျွန်တော်လည်းအခုချိန်မပို့ဖြစ်ဘူးမပေးဖြစ်ဘူးပေါ့နော်ဆိုတော့သူလည်းစကားမပြောတော့ဘလောက်ပြီဆိုတော့ အဲ့ဒီပုံစံတိုင်းပဲအခုကျွန်တော်တို့မြန်မာနိုင်ငံကလည်းဗာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီလိုဒီလောက်ဒီလောက်အမောက်လွဲမှာဆိုတော့အဲကဲပေးမှာနှသိန်းလွဲပြီးမှကျွန်တော်တို့ကလွဲလို့ရမှာဖြစ်တယ်အဲအဲ့လိုမျိုးနောက်ပြီးတော့ဗာရှိသေးတယ်ဆိုတော့ကျွန်တော်တို့အာကျွန်တော်တို့က customer service ဖြစ်တယ်ပေါ့နော်ဒီ GP နဲ့ပတ်သက်ပြီးတော့ customer service လုပ်တာဖြစ်တယ်အဲဒါကြောင့်မလို့အကိုရမပုံတင်က number ဘလောက်လဲပဲပါပါတယ်ပေါ့နော် ပြီးတော့ phone number ကပါတုံးလဲ ဒါဒီဖုန်းနံပါတ်တိတော့ရေဆိုလို့ရှိရင်ဒီဖုန်းနံပါတ်แทมาก็กดนัมเบอร์ยောက်ล่ะเลยมั้ยอะไรก็ပြောပါအဲ့ဒါပြောပြီးဆိုလို့ရှင်ဒီလောက်ဒီလောက်ဝင်လာလိမ့်မယ်เนาะအမျိုးမျိုးနဲ့လိန်ကြတာเนาะအဲ့လိုမျိုးတွေတတိထားကြเนาะတတိထားကြကိုယ့်ရဲ့ဖုန်းမှာက ကိုယ့်ရဲ့ဖုန်းနံပါတ်မှာက account ဖွင့်နေဆိုလို့ရှင်ဒီဖုန်းနံပါတ်မှာက verification code ဆိုတာအဲ့ဒီ code အဲ့ဒီ code ကိုကြာလာမှာဖြစ်တယ် ငွေလွှဲတာဖြစ်စေပေါ့နော်တခုခုဝယ်တာဖြစ်စေအာဒီဖုန်းနံပါတ်ကျွန်တော်ရဲ့ဖုန်းကျွန်တော်တို့ရဲ့ဖုန်းထဲမှာကြလာမှာဖြစ်တယ်ဆိုတော့အဲ့ဒါကိုလုံးဝသူများကိုမပေးပါနဲ့အဲ့ဒါကိုကြလာတဲ့ကြလာတဲ့အချိန်မှာသူ့ကိုသွားပေးတယ်ဆိုလို့ရှိရင်ဘင်းပါတဲ့ဟာတဲ့အကုန်လုံးပြောင်းသွားပြီနော်အဲ့ဒါကတိတိပိသားလူတွေလည်းရှိမှာပါဒါမှကျွန်တော်ကျွန်တော်ရဲ့အတွေ့အကြုံရတဲ့ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ပြန်ပြောပြတာပေါ့နော်ဆိုတော့ ဲ့လိုမျိုးကုတ်လေးကြလာဖို့ကကျွန်တော်တို့လက်ထဲမှာရှိတယ်အဲ့ဒါကိုမပေးဘူးဆိုလို့ရှင်လိုပဲလို့လို့သူတို့ကကျွန်တော်တို့ပတ်စာကိုယူလို့မရဘူးနော်အဲ့ဒါကယ်ပေးနေပတ်သက်ပြီးတော့ဆိုတော့ကျွန်တော်တို့ကယ်ပေးနေပတ်သက်ပြီးတော့လင်ညာရဲ့အရန်ပေါ်တယ်မတ်ပုံတင်တောင်းတာတို့ပေါ့နော်လုံးဝမယုံပါနဲ့လုံးဝမယုံပါနဲ့ပေါ့နော်ဘသူမှလည်းမြို့အလကားငွေလွဲမှလည်းမဟုတ်ဘူးအဲ့ဒါတွေလုံးဝမယုံပါနဲ့နော်โอเคဒီဟာဆက်ပြောမယ်အခုချိန်မှာကကျွန်တော်တို့ရဲ့နိုင်ငံက ဆုတ်ပြတ်တက်နေတဲ့အချိန်စီးပွားရေးစိုက်ပျိုးရေးပေါ့နော်လုံးဝလုံးဝအောက်ဆုံးကျနေတဲ့အချိန်မှာကျွန်တော်တို့အထူးတတိချရမှာကပါလဲဆိုတော့နော်လူစုတွေပေါ်လာမယ်ဒါမျိုးစိတ်ဓာတ်အောက်တန်းကျတဲ့လူတွေပေါ်လာမယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကမှစားဖို့တော့ဖို့မရှိတော့ဘူးဒါမျိုးအချောင်သမားတွေပေါ်လာမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရောင်းတဲ့အခါမှာနော်ကျွန်တော်ပြောပြမယ်ရွှေရောင်းတယ်ဆိုလို့ရှိရင်ဘယ်တော့မှဒီကျွန်တော်တို့စပွဲရဲ့ စပွဲအောက်ကိုသူတို့လက်ကိုလုံးဝမချခိုင်းပါနဲ့နော်အဲ့ဒါသတိထားနော်ကျွန်တော်ရွှေတွေရောင်းတဲ့အခါမှာဥပမာကျွန်တော်ပြောပြမယ်ဒီဟာရွှေထားပါတော့နော်ကျွန်တော်ရွှေရောင်းတဲ့အခါမှာဒီစပွဲရဲ့အောက်မှာပဲအဲစပွဲရဲ့အပေါ်မှာပဲတင်ပြီးတော့သူ့ရဲ့လက်သူ့ရဲ့လက်ကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီဗာလဲပကံလေးရှိတယ်မို့လားပကံလို့ခေါ်လားဘယ်လိုလဲမသိဘူးအဲ့ထဲမှာရွှေထားတယ်မို့လား အဲ့ထဲမှာပဲကြည်ခိုင်းအဲ့ဒီထဲမှာပဲဒီလိုဘလို့ပဲလန်လန်ဘလို့ပဲကင်ကင်ရတယ်ဒါပေမဲ့ဒီရွှေကိုသူ့ရဲ့ခန္ဓာထဲကိုနည်းနည်းဆွဲလာပြီဆိုလို့ရှိရင်အဲ့ဒါသတိထားပါလုံးဝလက်မခံပါနဲ့အမအကူကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီအပေါ်မှာကြည့်ပါเนาะအာအပြင်ကိုမယူပါနဲ့เนาะကျေးဇူးပြုပြီးတော့ဒီအပေါ်မှာပဲကြည့်ပါအဲ့လိုပြောအဲ့လိုမပြောဘူးဆိုလို့ရှိရင်သူတို့ကယူချင်းတလူလိုမယူချင်းတလူလိုနဲ့ဟိုလိုကြည့်ပြီးတော့ဒီလိုကြည့်ပြီးတော့ ကိုကတခုခုသွားကြည့်တဲ့ချိန်မှာဖြုတ်အခုလည်းအဲ့လိုပါသွားတာပဲเนาะအဲ့ဒါကြောင့်မို့လို့အခုသတိချပါအခုသတိချပါအခုချိန်မှာကလူတွေရဲ့စိတ်ဓာတ်ကတော်တော်အောက်တန်းကျနေပြီเนาะလူတွေရဲ့စိတ်ဓာတ်ကိုတော်ယွန်စရာကောင်းနေပြီအခုလည်းကြည့်ပါလားသူ့ရဲ့သူ့ရဲ့ရုပ်ကတကယ်တထီးလို့လို့ပါလို့လို့ ਨੇ ပြန်ကြည့်အဲ့လောက်သေးတယ်ပထမတစ်ခါမှမလစ်တာသူကတော့ဒီပထမတစ်ခါလောက်သေးတယ်ကြည့်ကြည့်ဒါဒါဒုတိယအခါ အမမလက်သေးလိုက်။အဲတရှိပါလိုက်လေးလိုက်နော်။အဟိုဒီမှာဒီမှာထဲလိုက်ရအောင်လုံးပါလေလုံးပြီးတော့လောက်ထိလေလဲဆိုတော့ဆက်ဆိုင်ရတယ်လားဆွေကျိုးအတုကဒီလိုခြင်ထားတာဒီလိုခြင်ထားပြီးတော့တ िश ူနဲ့အုပ်ထားတာတ िश ူနဲ့အုပ်ထားတယ်ပြီးတော့ဟိုအစစ်ကဒီလိုခြင်ပြီးတော့ဒီအတုကိုဒီလိုဆွဲထုတ်လိုက်တာဆွဲထုတ်လိုက်တော့မြစ်လက်ပြသွားတာပေါ့နော်တကယ်မြစ်လက်ဆရာပေါ့အဲ့လိုမြစ်လက်ပြသွားတော့ ကဲဆိုင်ရှင်တွေကလည်းဒီအယောင် customer service လုပ်တဲ့အမတွေအကူတွေကလည်းတော်တော်တရိထားဖို့လိုတယ်ပေါ့နော်ကျွန်တော်နောက်ဆုံးကျွန်တော်ပြောချင်တာဒီလူကိုကျွန်တော် မုံလို့ကျွန်တော် reaction ပြန်လုပ်ပေးရခြင်းမဟုတ်ဘဲနဲ့နောက်ထပ်ဒီလူမျိုးမခိုးအောင်မလွတ်အောင်ပေါ့နော်ဒီ video ကိုလုပ်ရခြင်းဖြစ်ပါတယ်လို့နော် okay အားရမဲ့ကျေးဇူးတင်ကျွန်တော်တို့ video တော့အဲ့လောက်ပါပဲနောက် video မှာကျွန်တော်တို့ပြန်ဆုံတွေ့ကြမယ်ဘိုင်ဘိုင်